အရေးချောညက်တဲ့ချောညက်စေတတ်တဲ့ကုသိုလ်ဟာကောင်းတဲ့အရာလေးတွေကိုလှူခဲ့လို့လားဆူတောင်းခဲ့လို့လားလို့ဆိုတာသူကမဟုတ်ဘူးကုသိုလ်ကောင်းမှုကဘလို့ပြထားတော့ဆိုအရေးနှုညံ့ချောညက်သွားအောင်ဒီလိုဒီလက္ခဏာပေါ်လွင်နေတာတခြားမဟုတ်ဘူးတဲ့လူဖြစ်စဉ်ကာလတော့က ညာရှိတဲ့တမနာပြမနာတွေထံချင့်ကပ်ပြီးတော့မေးမြန်းလေးရှိတယ်ပညာရှာစီးဘူးလေးရှိတယ်ဒီအဓိပ္ပာယ်ပြောတမနာပြမနာတွေထံချင့်ကပ်ပြီးတော့မေးခွန်းနဲ့မေးလေးရှိတယ်တဲ့ဂိမ်အကုသလံအကုသိုလ်ဆိုတာဘယ်လိုဟာခေါ်တာတုံးဗျာဂိမ်ကုသလံကုသိုလ်ဆိုတာဘယ်လိုဟာလဲအပြစ်ရှိတဲ့တရားဆိုတာဘယ်လိုဟာလဲအပြစ်မရှိတဲ့တရားဆိုတာဘယ်လိုဟာလဲ လုတ်တဲ့နဲ့တရားဆိုတာဘယ်လိုဟာလဲမလုတ်တဲ့နာကဘယ်လိုဟာလဲမလုတ်တဲ့နာလုတ်ရင်ဘယ်လိုအပြစ်တွေဖြစ်တယ်လဲလုတ်တဲ့နာမလုတ်ဘဲနေရင်ရောဘယ်လိုအပြစ်ဖြစ်တယ်လဲလုတ်တဲ့နာတွေကိုလုတ်ရင်ရောဘယ်လိုအကျိုးကျေးဇူးတွေရှိနိုင်တယ်လဲဘယ်လိုကောင်းကျိုးချမ်းသာတွေရနိုင်တယ်လဲဆိုတဲ့စစ်စစ်မေးမြန်းလေ့လာဆွေးနွေးဒီကုသိုလ်ကောင်းမှုလို့ပြောတယ်နော်ဒီကုသိုလ်ကောင်းမှုလုတ်တာနဲ့ အရေးဟာချောညက်တယ်ဆိုဘလို့အဓိပ္ပာယ်တော့ဆိုတော့စဉ်းစားကြည့်နေကိုယ့်ရဲ့စိတ်ထဲနှလုံးထဲမှာမတိလို့တင်ကြန်နေတာတွေကအများကြီးရှိတာဟိုဟာလေးတွေးလိုက်လဲမတိဘူးဒါလေးတွေးလိုက်လဲမတိဘူးဆိုဂျေးတွေစွဲနေတယ်လို့ဖြစ်တယ်ပေါ့အဲ့လိုမေးမြန်းတဲ့ပုံကကြတော့နှလုံးသားအမတမတန်ရှင်းသွားတယ်ကုသိုလ်လည်းရှင်းရှင်းပြပြမြင်တယ်အကုသိုလ်ဆိုတာလည်းရှင်းရှင်းပြပြမြင်တယ် အပြစ်ရှိတဲ့တရားအပြစ်မဲ့တဲ့တရားဆိုတာလဲရှင်းရှင်းလင်းလင်းသိချောမွေ့တော့အစစအရာရာစဉ်းစားလိုက်တိုင်းခေါင်းထဲမှာ အထစ်အဖုအသိဉာဏ်ထဲမှာအထစ်အဖုမရှိပဲနဲ့အကုန်လုံးချောညက်သွားတယ်အဲ့ဒီချောညက်တာမိကုန်နေမေးပြီးတော့ပညာစည်းပုခဲ့တဲ့ကုသိုလ်တဲ့အဲ့ဒီကုသိုလ်ကြောင့်သူ့ရဲ့အရေးပြားဟာလဲအရေးဟာလဲပဲအမတန်မှ ချောညက်တန်ရှင်းပြီးတော့ ခြေမစွဲနိုင်လောက်အောင်အနေထားမျိုးရှိတယ်လို့ဒီကုသိုလ်လို့ပြောအဲ့တော့ပညာပါရမီဆိုတဲ့ကုသိုလ်ဟာလေဒါပဲပညာပါရမီဖြည့်ကျင်တယ်ဆိုတဲ့ခုခေတ်ကတော့ပညာပါရမီဖြည့်တယ်ဆိုရင်ပညာရေးအားပေးတဲ့အလုပ်တွေလုပ်တယ်နော်ပညာရေးအားပေးတဲ့အလုပ်တွေလုပ်တယ်နောက်ဘဝမှာပညာတတ်ချက်လို့ဆိုပြီးတော့ပညာတတ်တဲ့ပုဂ္ဂိုလ် ပူဇော်တယ်စာဥစ္စာတန်းလှူတယ်မဖြစ်ဘူးလားလို့ဆိုတော့အချိန်ဤတခုတော့ပေးတာပေါ့စဉ်းစားကြည့်ပေါ့စာဥစ္စာတန်းလှူတယ်ဆိုတာပညာကိုလှူတာမှမဟုတ်တာပညာကိုတိုက်ရိုက်ထိရောက်တာမဟုတ်ဘူးလေအထောက်အကူပေးတဲ့သဘောမျိုးပဲဖြစ်တယ်အဲ့တော့ကိုကိုတိုင်ကမသိတာကိုမေးမြန်းလေ့လာဆွေးနွေးသင်ယူလိုက်မယ်ဆိုရင်အခုသင်အခုတတ်သွားတာ အခုတင်ခုတက်သွားတာဟာဒီကနေ့တင်ပြီးတော့နက်ဖန်မေ့ပြီးတော့တတ်ထားတဲ့အလကားဖြစ်သွားတာဒီလိုမဟုတ်ဘူးသူကလူရဲ့တဏ္ဍမှာဖြစ်ပေါ်လာတဲ့အရာမေ့ခြင်းတော့မေ့သွားလိုက်မယ်သို့တော်လဲတခါတိထားတဲ့အတိဆိုတာအထောက်အကူဖြစ်တယ်နောက်ထပ်တိဖို့အတွက်အထောက်အကူတွေအများကြီးဖြစ်လာမကြမကြတိခြင်းအာသေးဝနတတ္တိနဲ့ခြေစုပ်ပြုထားတာဖြစ်သောကြောင့် အကျဉ်းချင်းထထတိလာလို့ရှင်မိနိုင်စွာမရှိအောင်အစအစရရာခွဲခြားဆိတ်ဖြာပြီးတော့တိနိုင်တဲ့အသိဉာဏ်မျိုးတွေကိုတိုက်ရိုက်ရနိုင်တယ်လို့ဒါကြောင့်မို့မေးတာမျက်နာ တရားနာတာမေးမြန်းဆွေးနွေးတာဒါတွေဟာမဟာပညာတန်ဝတ္တိကပฏิပဒါကုသိုလ်လို့ခေါ်တယ်ဖြစ်လျာဖြစ်လျာဘဝမှာအသိပညာကြီးပွားတွတ်တက်တယ်ဆို